နေပြည်တော်မှာရှိတဲ့အမေရိကန်ကောင်စီဝန်တာမတ်ပေါ့တာမတ်အမေရိကန်နိုင်ငံရဲ့ဝန်ကြီးကဒုဒုဝန်ကြီးနှစ်ပါးပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ် AA AA ကိုစလေတက်နေမှာတင်နေ AA ကိုစလေ CNF ကိုစလေတို့နဲ့တွေ့ကြပြီကြီးကြပြီအဓိကကချင်းနဲ့ရခိုင်ကိုခွဲထွက်တာလည်းဖြစ်နိုင်တယ်နိုင်ငံတိုင်ပင်တာလည်းဖြစ်နိုင်တယ်ခရီးရနိုင်ငံလို့ဒါဒါတွေကနောက်အဓိကချင်းနဲ့ရခိုင်ကို logistics ရလက်နက်ကူညီပေးမယ်အဓိက drone ကူညီပေးမယ်တဲ့အဲ့ဒီအတွက်လည်း ဒါကဒီဒါကမလုံးမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရယ်ကျွန်တော် Channel လေးကို Subscribe မနေတည်ဘူးဆိုတော့ Subscribe နေပြီးတော့ထမှန်ပြီးတော့တောင်းဆိုချင်ပါရယ်ရှိတယ်ဒီ technique မှာရှိတယ်လေးစိတ်ကိုပြင်နေပြီးသားအဲ့ဒီလေးစိတ်ပြင်တာအဲ့ဒါလို့ပို့အဲ့ဒီ drone ဒီ Turkey drone Turkey drone ကနေပြီးတော့လေးချောင်းဆိုင်ရာအကူအညီပေးမယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်သုံးတပ်ပေါ့တရင်သုံးရင်အေးသုံးရတော့လက်နဲ့နဲ့ဝင်မတိုက်ဘူးဒါပေမဲ့ဒီကိစ္စကိုအကုန်ကျွန်တော်တို့ကျွန်တော်တို့မှလုံနေတဲ့လေးချောင်းအင်အား ျွန်တော်တို့မှလူချင်းနဲ့ထောက်ပံ့ရင်အင်အားတွေကိုအကူအညီပေးမယ်။တခါဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအခုဒွေးကြတွေကိုပြန်ခေါ်ဖို့စစ်ကောင်စီရဲ့သဘောတူပြန်ပို့ဖို့လုပ်ပြီးအဲ့ဒါကို UN ကလည်းသဘောတူတယ်။တစ်ချက်ပြက်သူတို့ကဆယ်ဆယ်ချက်လောက်ပြတ်ချင်လား။အဲ့တော့ A ကလည်းလက်ခံမဲ့ပုံစံရှိတယ်။ဘူးကြီးတော်မော်တော်မှပြန်ထားမယ်။ပြီးမှဘင်္ဂလားဒေ့ရှ်အစိုးရကအဲ့ဒီအာဆာဆိုတဲ့အဖွဲ့ကိုစစ်ကောင်စီကိုဆန့်ကျင်ပြီးရခိုင်နဲ့ပေါင်းဖို့ဒါပေမဲ့အာဆာကရခိုင်ကိုမဆောက်အဲ့ဒါကိုဘင်္ဂလားဒေ့ရ်အစိုးရအတင်းအကြပ်ကြားတွေကဖိအားပေးနေတယ်ဒါကြောင့်လည်းသူတို့အာဆာကောင်းဆောင်ဖမ်းနေပြောချင်တာကကစားကွက် စပြီအဲ့တော့အေကိုပေးရင်အေကနွားမှာအခုတော့အေကနွားလာတာဒါဆိုတရားဝါပါလို့မယ်ဟိုဘက်အဖွဲနဲ့လာမှာပေါ့အဲ့တော့အဓိကအချက်ကကျွန်တော်တို့အားလုံးမြုံလိနေတော့တတင်းကောင်းဟိုစိုးကျိုးတွေခဏပြေတာဟုတ်အချိန်လုံးပြောနေကြတယ် UN လာမယ် UN လာမယ်မလွယ်ဘူးလေကျွန်တော်ပြောသလိုပါလေအာတူပြီး မလွယ်ဘူးလေတကယ်လက်တွေ့မှာမဖြစ်ခဲ့ဘူးကျွန်တော်တို့ကလာစီခြင်းနဲ့မဖြစ်ခဲ့ဘူးအမေရိကန်လာမယ်လာမယ်လာမယ်ပြောနေတာပဲမဖြစ်ခဲ့ဘူးဘာဖြစ်လဲဘင်္ဂလားဒေ့ရှ်အစိုးရအပြောင်းလဲမဖြစ်ဘူးမဖြစ်ရင်ဘယ်လိုမှလုပ်မရအမေရိကန်ဘယ်လိုမှဝင်မရအမေရိကန်ဒီထိုင်းရဝင်လို့လည်းမဖြစ်နိုင်ဘူးအမေရိကန်ဒီတရုတ်ကဝင်လို့လည်းမရပါဘူးဘာတို့ပြောလဲဥဒါရအမေရိကန်ဝင်ဖို့ပေါ့ဒီရခိုင်တပောက်ဝင်စီတာရခိုင်ချင်းတပောက်ဝင်စီတာအဲ့တော့ချင်းဘက်ကဝင်ဖို့ကလည်းအိန္ဒိယကသဘောတူပါရအောင်အဲ့တော့အိန္ဒိယကလည်း꽌သဘောတူကြီးရရအမေရိကန်နဲ့ okay တယ်အဲ့ဒါကိုဒူဘိုင်နဲ့တော့ဖောက်ထားပြီးသားအဲ့ဒီယူကရိန်းကိစ္စခဏမေးတာ ယူကရိန်းတို့ဂျာမန်ညက်တာတွေမညက်တာတွေဒါတွေခဏမေးလားကျွန်တော်ကအဆိုးကိုကျွန်တော်တို့မပြောသေးဘူးအကောင်းကိုပြောတာကျွန်တော်တို့မျှော်နေတာကအမေရိကန်ကိုမျှော်နေတာဘာကြောင့်မျှော်ရတာလဲဒါကြောင့်လေကျွန်တော်ဘာမှအက်ဥပဒေရ135တန်းပေးမယ်နန်းလီတယ်ဝက်ပန်းတွေအခုကြီးဗဇက်ကပြောတယ်ဥဘာမှအလုပ်မလုပ်ဘူးဆိုအမဟုတ်ဂျိုးဘိုင်ကျွန်တော်တို့မချင်မနဲ့ဖြစ်နေတာဒါပေမဲ့ဂျိုးဘိုင်နဲ့လှုပ်သွားတာကိုထရန့်ကနီးစိမ်ပြလိုက်တဲ့ပုံစံရှိတယ်သူတို့သူတို့တွေကအချင်းချင်းဂျိတ်ရှိတယ်သူတို့နိုင်ငံကြီးရတာအာဏာလုနေကြတာသူတို့ချင်းချင်းဂျိတ်ရှိတယ်အဲ့တော့ ပြောချင်တာကဒီကိစ္စကအတွေးသတင်းရှိတယ်စောက်ကြည့်ပါဦးအပြောင်းလဲအကြီးကြီးရှိပါတယ်ခဏတော့စောက်ကြည့်ပါဦးပြောနေတာကြပြီဒါပေမဲ့ပြောနေတဲ့လူတွေကိုလည်းကိုကအသေးစိတ်မမေးခြင်းဘူးမဆက်စုဘူးပေါ့ဗျာ အခုဆက်ဆက်ကြည့်လိုက်ရင်အဲ့ဒါပဲဗျာအခုဒီတော်လန်ရေးမှာထဲထဲဝဝင်လုံနေကြတော့တော်လန်ရေးခေါင်းဆောင်တွေအန်ယူဂျီခေါင်းဆောင်တွေသူတို့တော်ဝိုက်ပြီးပြောနေတာကြားပြီအဲ့တော့အခုမှဒီဥစ္စာကမှန်ခဲ့ရင်ဗောဒီတရင်မှန်ခဲ့ရင်ဗောနော်ဘယ်သူမှမသိဘူးဒီတရင်မှန်ခဲ့တယ်ဆိုရင် မှန်ဖို့လည်းများတယ်ဘာဖြစ်လို့လဲဆိုတော့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်က NUG ကိုခေါ်တွေ့တာအလကားမဟုတ်ဘူးအလကားမဟုတ်ဘူးဒါတိုက်ဆိုင်တာဘလို့မှမဖြစ်နိုင်ဘူးဒီဆက်ဆက်တဲ့တည်နေကိုအကိုပေါင်းကြည့်လိုက်ရင်တခုခုတော့ထူးနေတာအမှန်ပဲအဲ့တော့ဘုကျော်ထွန်းမြတ်နိုင်တို့ရဲ့ရက်တီချက်ကလည်းကြက်ပြတ်တယ်သူတို့ကသူတို့ကတရုတ်နဲ့ဝေးဝေးနေတာအဲ့တော့ ဲ့ဒီတင်းတာမှန်နေဆိုရင်အမေရိကန်က AA နဲ့ CNF ကိုရွေးလိုက်ပြီးဆိုရင်ရွေးတာလည်းဖြစ်ပုံများတယ် CNF ကခရီးရနိုင်ငံလीအေကကြတော့လေတရုတ်နဲ့ဝေးတဲ့ဘုရားဘာသာစစ်ပြီးတော့သူတို့ခေါင်းကိုက်နေတဲ့ရိုဟင်ဂျာကိစ္စလည်းပြည်လဲမှာကျွန်တော်ယူယူလေးပဲရှင်းပြပြစီရိုဟင်ဂျာတွေနိုင်ငံသားဖြစ်တာတိုင်းရင်းသားဖြစ်တာသူတို့ကိစ္စမဟုတ်သူတို့ဒီဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ရိုဟင်ဂျာတွေကိုသူဘူးသူတော်မောင်းတော့ပြန်ပို့ချင်တာတော့အမှန်ပဲအဲတကဘာလုံးရဲ့စံတာအဲ့တော့ဘယ်သူမှငြင်းလို့မရဘူး တို့ပြန်ရောက်လာပြီးမှခင်ဗျားတို့ခင်ဗျားတို့ဟိုနိုင်ငံသားပေးတာအတိုင်းအဲ့ဒါခင်ဗျားတို့ကိစ္စညင်းကြဒါပေမဲ့လောဆယ်အဲ့ဒီအဲ့ဒီအဲ့ဒီဝန်တော့ဘူပြန်ပို့ကျင်တာအမှန်ပဲအဲ့ဒါကုလသမဂ္ဂရဲ့တကယ်ယူရချက်တကဘာလုံးမှာရှိတဲ့နိုင်ငံပေါင်းယာနဲ့ချီရဲ့ယူရချက်အစ်အမှန်ပဲလားတရုတ်လည်းမညင်ဘူးရုရှားလည်းမညင်ဘူးလားအဲ့ဒီကိစ္စလည်းပြည်လဲမှာစစ်ကောင်စီကိုလည်းကန်ထုတ်ပြီးသားဖြစ်မှာရခိုင်ရတယ်တရုတ်ကိုလည်းတားနိုင်မှာပြီးတော့သူတို့ပြောသလိုအဲ့ဒီအဒမန်ကျွန်းဘာကျွန်းမှာလည်းအမေရိကန်စစ်တပ်လည်းဖြစ်နိုင်တယ်ပြီးတော့ခဏတော့ကိုကိုချင်းကိုပေးဖို့ကစစ်ကောင်စီကမပေးဘူးတရုတ်ပဲပေးမှာအဲ့တော့ ဲ့ဒါလည်းဖြစ်နိုင်တယ်ပြီးတော့သူတို့ပြောပြောနေတဲ့ခရီးယန်တွေကိုကူညီကြတာဒါအမေရိကန်ရဲ့ policy ထဲမှာရှိတယ်အထူးပြည့်လူနည်းစုခရီးယန်တွေကို Trump ကလည်းဘာသာရေးသမားတော့အချင်းနေမဲပေးလိုက်တာမှန်ပြီးတော့တော့ပြောရမယ်အခုဒီပုံစံရင်သူတို့များကြိုသိနေလားမသိဘူးကျွန်တော်တို့ကတော့မသိဘူးဒါတို့ချင်းကောင်းဆောင်ကြီးလေကြိုသိသိမှာပေါ့ဒီကိစ္စ။ဒါကြောင့် Trump ကိုမဲပေးခိုင်းတာဒါလည်းမှန်နိုင်တယ်။ဒါပေမဲ့ဒီကိစ္စက Trump စတာမဟုတ်ဘူး။ Obama ဟို Joe Biden လက်ထက်တည်းကစတာတာ။ဒါရုပ်ကြီးပေါ်လာတဲ့ကိစ္စမဟုတ်ဘူး။လုံနေတာကြာပြီဒါတို့။ကြိတ်လုံနေတာ။အဲ့တော့ခရီးရန်တွေကိုလည်းတို့အားပေးခြင်းနဲ့။အဲ့တော့အကြောင်းချက်လက်တွေအားလုံးက အိမ်မှာသွားတယ်ဒါပေမဲ့လေသူတို့ဒီဥစ္စာကိုမီးစိမ်းပြဖို့ကတော့ကျွန်တော်ထင်တယ်အခြေအနေကိုစောင့်ကြည့်နေအဲ့ဒီမီးစိမ်းကိုဘယ်သူကခလုတ်ဖြုတ်လိုက်တာလဲမင်းအောင်လိုက်ဖြုတ်လိုက်တာအမေရိကန်လာဖို့မင်းအောင်လိုက်ခလုတ်ဖြုတ်လိုက်တာဘာလို့လဲတရုတ်ကိုသွားကတ်လိုက်တာတရုတ်ကလည်းအဲ့ဒီအချက်ကိုတီးလို့လဲမင်းအောင်လိုက်ကိုင်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့မင်းအောင်လိုက်ကနားမလဲပါမလဲနဲ့တရုတ်ကိုတပ်ပြေးကတ်လိုက်တာအမေကလာရှုအရှုံးနဲ့ထားတာအမတို့သူပြတိုက်ပေါ့အဲ့တော့တရုတ်တပ်ပြေးကတ်ပြီးဒီနေ့ဒီသူကစင်ပေါ်ကနေပြီးတော့လာရှုကိုသူတို့စစ်တမ်းစီရင်တမ်းဝင်သွားပြီးလို့ပြတင်းမှာတက်နေတယ်အဲ့ဆိုရင် အမေရိကန်ကလာသိမလားသိကိုချင့်ချိန်နေတဲ့ပုံစံရှိတယ်ကျွန်တော်ကလည်းပြောသေးတယ် proxy war ဘာဝါညာဝါပြဿနာတွေပေါ့ဒါပေမဲ့တရုတ်ကိုလွှတ်ထားပေးလို့မရဘူးအခုဒီပုံစံမှာမြန်မာနိုင်ငံမှာနိုင်ငံရေး balance ဖြစ်ဖို့လိုတယ်အခုတရုတ်နဲ့မင်းအောင်လိုင်ကိုပေးပေါင်းလိုက်လို့မင်းအောင်လိုင်အသာရသွားရင်မြန်မာနိုင်ငံမှာနိုင်ငံရေး balance မဖြစ်ဘူးကျွန်တော်တို့ကတိုက်မယ်တိုက်မယ်နိုင်အောင်တိုက်မယ်ဆိုတာလွယ်တဲ့လို့မဟုတ်ဘူးဒီကိစ္စတရုတ်ပါလိုက်အဲ့တော့အဲ့ဒီ balance ကိုစီးဖို့အတွက်အမေရိကန်ကမိစိတ်ပြလိုက်တဲ့သဘောရှိတယ် ငကူတွေကတို့စီစဉ်ထားတာပဲဒါပေမဲ့မင်းအောင်လိုင်ရဲ့ခြေလန်းအမှားဆက်အနာရှင်တွေရဲ့လောဘကြီးတဲ့အမှားအရှုံးမပေးခြင်းနဲ့သူတို့ကိုထောက်ခံတဲ့လူတွေရဲ့အမှားဟာအမေရိကန်ကိုလက်ကမ်းကြိုးဆိုပြီးသားဖြစ်နေပြီလူကြီးမင်းများခင်ဗျာအမေရိကန်ပါလာရင်ဘယ်နိုင်ငံမှမချောက်ဘူးပုပ်ပုံညံ့ကြည့်ပါမယုံမရှိနဲ့ဒါရှိတရားပဲခင်ဗျာဒီဒီအိပ်ပျော်နေတဲ့အန်ကယ်ဆန်ကိုသွားမနှိုးနဲ့အန်ကယ်ဆန်ပါလာရင်အိနေငါကြည့်ပြီ ဖြစ်တဲ့ရင်းသုံးရင်ဟာအမေရိကန်ရဲ့ကြောထောက်နောက်ခံအားပေးမှုကိုရယူပြီးတော့မြန်မာနိုင်ငံပြည်တွင်းစစ်မှာဝင်ရောက်ဆွတ်ဖက်တော်မှာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်ထိတ်တန်းစစ်အရာရှိတွေကိုကိုးကားပြီးတော့အိန္ဒိယဒရင်းစာတဆောင်ဖြစ်တဲ့ North East News ကထုတ်ဖော်ရေးသားပါတယ် BBC အိန္ဒိယအရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်းဌာနရဲ့ဌာနမှူးဟောင်းဆူဗီယာဘောမစ်ကလည်း Euro News မှာ 弄得起，其他他话嘞。我们要十万亩农民，平日里带人动员了咯，还没得事，还没失控呢，还没那事里带人来批讲话嘞。平日里适当的个过来，哪能干不了？问题在没有农民冇可能。supplies logistics 呢，特地个散布推广比较多嘛，就说话嘞。supplies 谁来提嘛？三年以前的中央呢？ 淘宝公司里包运线路一塌糊涂，logistics 说来也太嘛，涉及到啥呀？淘宝股里，两版涉及到啥呀？淘宝供应链里，drone 车是干的吧？包运嘛没，对的嘛，滴滴个直播出来也差了嘛。虽然里边人来不得的，淘宝供应链没有包运单嘛，失败。多少个滴滴供应链破下去了？浙江是个省级东南沿海，东南沿海嘛没破下去，一路输惨了。滴滴家家，第二那个了，AA 二六卡在东南。 CNF ချင်းမျိုးသားတပ်ဦးတို့ပါဝင်ပါတယ်ဒီသတင်းဟာအလွန်အရေးကြီးတဲ့သတင်းကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ကန့်ကျင်မှာကျွန်တော်တို့ပြည်သူတွေရဲ့ကန့်ကျင်မှာအပေါ်မှာအကျိုးသက်ရောက်မှုကြီးကြီးမားမားဖြစ်ပေါ်စေမဲ့သတင်းကြီးတစ်ပုဒ်ပါယူကရိန်းရုရှားစစ်ပွဲကြီးကြောင့်တေဆုံးရသူစုစုပေါင်းတပ်တန်းလောက်ရှိပါပြီယူကရိန်းရုရှားစစ်ပွဲဆိုတာဟာအမေရိကန်ကကြောထောက်နောက်ခံပေးပြီးတော့ဆင်နွှဲနေတဲ့ proxy စစ်ပွဲကြီးပါတနည်းအားဖြင့်ပြောရရင်ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ရုရှားနဲ့အမေရိကန်စစ်ဖြစ်နေတယ်လို့ပါပဲအခုဘင်္ဂလားဒေ့ရှ်ကို proxy တပွဲအသုံးပြုပြီးတော့မြန်မာနိုင်ငံမှာအမေရိကန်တို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေဖြစ်လာရင်တရုတ်က ဘယ်အခန်းကဏ္ဍကနေဘလို့လှုပ်ရှားလာမလဲမြန်မာနိုင်ငံဟာဒုတိယယူကရိန်းဖြစ်လာတဲ့အထိကန်ဆိုးမိုးမောင်ကြလာတော့မှလားဆိုတာမျိုးအထိစိုးရိမ်ပူပန်စရာဖြစ်လာပါပြီတရုတ်နဲ့အမေရိကန်ကကြိုးကန်ပြီးတော့မြန်မာနိုင်ငံကိုသူတို့အကျိုးအတွက်မှောက်ချီလှမ်းကြည့်နေလှုပ်လာမယ်ဆိုလို့ရှိရင်တော့ယူကရိန်းတဲ့မရောတဲ့ကန်ဆိုးမိုးမောင်ကြမှုကြီးစီကိုဥတီသွားနိုင်တဲ့အလျင်ရှိပါတယ်ကျွန်တော်တို့တိုင်းပြည်မှာငလျင်ကြီးလှုပ်ပြီးတော့လူတွေတောကမီတောက်လောင်နေချင်းငလျင်လှုပ်ပြီးတဲ့နောက်တကြံကာလာကြီးကိုရောက်လာတော့ပြောရမလားမပြောရဘူးလားအငင်းပွားနေကြတဲ့အချိန်တခါစစ်ကောင်စီကအကျဉ်းသားတွေကို အကျွေးယူသူလိုမျိုးအဟောင်းပေးအသိယူလုပ်နေတဲ့အချိန်မှာကမ္ဘာအင်အားကြီးနိုင်ငံကြီးရဲ့ဖလျော့ဝက်စစ်စင်ရေးတစ်ခုသတင်းစာရဲ့မူလအသုံးနှုန်းရဆိုလို့ရှိရင်တော့ clandestine operations ဆိုတာကြီးတိုးတိုးတိတ်တိတ်တက်ဝင်လှုပ်ရှားနေပါတယ် much လား24ရက်25ရက်နေ့တွေမှာ American Pacific Data ဆိုင်ကဒုတိယစစ်ဦးစီးချုပ် Joel Vowell ဟာ Bangladesh နိုင်ငံကိုရောက်လာပြီးတော့ Bangladesh စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Walker Us Zaman နဲ့တွေ့ဆုံခဲ့ပါတယ်အဲ့လိုတွေ့ဆုံဆွေးနွေးတဲ့ဆွေးနွေးပွဲမှာ American နဲ့ Bangladesh ်ပူတွဲစီလေ့ကျင့်မဲ့အစီအစဉ်အမေရိကန်ကနေဘင်္ဂလားဒေ့ရှ်ကိုဆက်လက်နဲ့ထောက်ပံ့ပေးရမယ့်အစီအစဉ်အပြစ်မှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစီအစဉ်ကိုလည်းအစပြုခဲ့ပါတယ်။အဲ့ဒီအစီအစဉ်အရဘင်္ဂလားဒေ့ရှ်တပ်ရင်း၃ရင်းက AA နဲ့ CNF ကိုထောက်ပို့လာတယ်ထောက်ပံ့ကူညီလာတယ်အစ်စ်မြင့်တူရီကီလို့လူမဲ့ဒရုန်းတပ်ဆင်ပေးပါတယ်။ဒရုန်းခြေစိုက်စခန်းဖွင့်လှစ်ပါတယ်ပါဝင်မှာဖြစ်ပြီးတော့ အဲ့ဒီအစီအစဉ်တွေကိုလက်တွေ့ကြကြအကောင့်ထည့်ဖို့အတွက် AA နဲ့ CNF ကိုယ်စားလှယ်တွေနဲ့ American Bangladesh အရာရှိတွေတွဲဆုံဆွေးနွေးဖို့အစီအစဉ်တွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရမှာပါ။အဲ့ဒါလို့လှုပ်ဆောင်ဖို့အတွက် Bangladesh စစ်တပ်က AA RK တပ်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးရဲ့ကိုယ်စားလှယ်တွေကို Bangladesh နိုင်ငံထဲကိုအထူးလျော်ဝယ်ခေါ်ဆောင်ထားပေးရပါတယ်။အဲ့ဒီကိုယ်စားလှယ်တွေကို Safe House လို့ခေါ်တဲ့လုံခြုံရေးအထူးပေးထားတဲ့နေရာမှာတက်ခုခိုက်ထားပါတယ်။အာရှိုးကပြောရင်တော့စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ကိုပြန်ရောက်ပြီလို့ယာလို့ပြောလို့ရတယ်။ဒါပေမဲ့ဒါပေမဲ့အဲ့ဒါကြီးကပျော်စရာလားလို့မင်းပြန်တွေးကြည့်ရင်အခုဖိုးဘက်ကအုပ်စုကြီးကပြောတယ် ဒီစက်တက်ကောင်လေးကွာမင်းတရုတ်ကူတရုတ်ကူညီပေးလို့တရုတ်အကူညီနဲ့ကြောင်ပြန်ရတာပါကွာမင်းသူကသူတိုက်ပြီးရရအောင်မဟုတ်ဘူးအလကားကောင်ဆိုတာတိုက်လည်းမတိုက်နိုင်တိုက်လည်းယူရတာမဟုတ်ဘူးနဲ့ပြောတယ်အတစ်ဖက်ကလည်းကိုကန်ကိုဘယ်လိုလုပ်ဖိအားပေးရလဲမသိတာကွာကိုကန်နောက်ဆုံးတရုတ်ကဖိအားပေးတာများတော့ဟိုကိုကန်လည်းနောက်ဆုံးလက်လျှော့ပေးလိုက်ရပါတယ်ဒါမျိုးပြောကြတယ်ရုပ်ရည်ချင်းတော့ဟုတ်တယ်လို့ပဲဒါပေမဲ့ရန်တို့ပြဟုတ်မနေဘူးဒါပေမဲ့စဉ်းစားစရာကောင်းဆုံးအချက်ကတော့တရုတ်ကိုယ်တိုင်လာပြီးတော့ဟဲ့အောင်မင်းကဒီမှာပြန်ချမင်းတို့ကောင်တွေကဘေးပဲမင်းတို့ကဘယ်လိုလုပ်လဲအမဲတရုတ်ကလာပြီးတော့ live show မှာသူ့စိတ်ကြိုက်လာပြီးတော့စီမံခန့်ခွဲပြီးတော့အကြည့်အောင်ပမာဏကြီးအငယ်ကောင်းပမာဏကြီးဆိုစီမံခန့်ခွဲတာကြီးကကြတော့ င်းနေတော့မကောင်းဘူးညနေတော့မကောင်းဘူးကူညီလာလို့တစ်ဖက်ကပြောရရတာပေါ့အာတေဝကူညီလာပဲခြေဆုတင်ရမှာပေါ့လို့ဟိုတောက်ကျင့်ဆိုတဲ့မျိုးမျိုးဒေါ်စောကြီးပြောသလိုမျိုးကျွန်တော်တို့ခြေဆုတင်ပြီးလက်ဥကြည့်ပြီးတော့တေဝတေဝတင်မှာဆိုဥတော်ခိုင်းရမလားအဲ့လိုကြတော့လေခရောစဉ်းစားကြည့်ဗျာကူညီလာနဲ့မတူပါဘူးကူညီလာနဲ့ကူညီလာလို့ကျွန်တော်တို့ကျွန်တော်တို့မခံစားမိဘူးဒါကူညီလာမခံစားမိဘူးဒါကအိုက်ရိုက်ကြီးကိုပေါ်တင်းကိုကျွန်တော်တို့နိုင်ငံရဲ့အုပ်ချုပ်ရေးရန်တရားကိုလာပြီးတော့နေရာချနေတာမင်းကပမာနေအကြီးအောင်ပမာနေအငယ်အောင်ပမာနေလက်ကောင်ပမာပါလို့စသဖြင့်နေရာချနေရဆိုတာက तू နဲ့အဲ့ဒီအဖွဲ့အစည်းအကုန်လုံးနဲ့ဘလောက်တောင်ပတ်သက်ထားလဲဆိုတဲ့မိကုန်းတယ်ကျွန်တော်တရုတ်ပြည်ရဲ့ UNDP နယ်တွေက ဒေတာတကူကသဘုံထားလို့ရှိရင်နော်ဟိုသဘုံထားဘူးလေနော်သဘုံထားဘူးလေယူနန်ပြည်ထဲမှာသဘုံထားဘူးလေအဲသဘုံထားဘူးတော့အဲ့လိုမျိုးကျွန်တော်မြန်မာလက်ခံပြီးတော့ဒါတို့နေရာကိုပြန်သွားပြီးတော့နေနေချပြီးတိ့့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  တရုတ်တွေပြောင်းလုပ်ပေးရတယ်မှတ်ပါတယ်တို့လုပ်ကိုလုပ်ပေးမယ်တရုတ်ကိုယ်တိုင်လည်းတရုတ်လုပ်ငန်းရှင်တွေတရုတ်ဟိုအဖွဲ့စည်းကိုယ်တိုင်ဟိုလာချိုးပြောင်းဝင်နေကြပြီဝင်လာနေပြီတို့ရမယ်မြည်နေရှိလို့တို့ရမယ်ကျွေးနေရှိလို့ပြောင်းဝင်နေလို့ကြားတယ်ဆိုတော့အုတ်ချိုရန်တရားကတော့နားစားကအုတ်ချိုရန်တရားဒါပေမဲ့အဲ့ဒီအုတ်ချိုရန်တရားလေးလည်းမဟုတ်ဘူးတရုတ်ကရန်တို့ပြည်နေပါလားအကူအညီပေးနေရတယ်ဆိုတော့ရင်းနေတော့အောင်တော့မကောင်းဘူးဗျာနောက်တစ်ခုတစ်ခုတော့စိုးရဲအကောင်ပြောရင်တော့စစ်မတိုက်ရတဲ့အတွက်စစ်မတိုက်ရတဲ့အတွက်တော့လူတရီမသိရတော့ဝမ်းသာပါတယ်ဒါလည်းဝမ်းသာပါတယ်နောက်လာရှိုးကနေပြီးတော့ကိုကန်နေပြဆုတ်ရင်ဘယ်ကြီးဆုံးမှလဲဆိုတော့မြေကုန်လူတွေမှာရှိတယ်ကျွန်တော်တို့ခံမှန်းချက်နဲ့သိရှိရတဲ့ information နဲ့ပေါင်းပြီးခံမှန်းမယ်ဆိုရင်အခုလောကတဲ့တိန်းနေတိလို့ပြဆုတ်မယ် ချိန်တစ်ခုရောက်ရင်ကိုကန့်ကိုပဲအုပ်ချုပ်ခွင့်ရဒီသားဒီအဆုံးထိတက်ဆုံးနေမယ်လို့ကျွန်တော်မြင်ရတယ်။ဘာလို့လဲဆိုတော့တင်း sorry foundation ကိုယ်တိုင်ကသူတို့ရဲ့ဒီကုန်းကိုကန့်ကိုကိုပဲအုပ်ချုပ်ခွင့်ရဒီသားမှာရှိတဲ့အာဂါနီကုန်းမှာသူကိုယ်တိုင်ပြီးခဲ့တဲ့ April 9ရက်ကလာပြီးတော့9ရက်နားပတ်လဲတော့ကလာပြီးတော့သူကိုယ်အာဂါနီကုန်းမှာလာကာရောပြီးလုပ်သွားတယ်။ foundation ကိုယ်ထွက်လာတယ်။အဲ့ဒါဘာလဲဆိုတော့ foundation ကိုယ်တိုင်ကအဲ့ဒါထွက်လာပြီးလုပ်ကြတဲ့ကနတ်စကနဲ့ foundation ချမ်းမှာသဘောတူညီမှုတစ်ခုရပြီးသွားပြီ။တက်ကလေးနဲ့တော့ဒီကုန်းတွေပါလေ။ဒါပေမဲ့အထူးအဲ့မှာလဲကိုကန့်အလောင်းနေ ုတ်ကူတွေဘယ်လောက်များလဲမင်းဒီလိုအတန်းလိုက်တစ်ခုဒကန်းလေးကိုပြောမယ်ဒကန်းလေးတော့အုတ်ကူအခု20ကျော်တယ်ဒီလိုဒက်ဒကန်းလေးအုတ်ကူအခု20ကျော်တယ်ဒီလိုကန့်ရပြကလည်းအခု5 60 90ရှိတယ်ဒီလိုဘယ်လောက်များလဲဆိုရင်ဘယ်လောက်တည်ထားလဲဆိုရင်အဲ့ဒါအဖြေပဲဆိုတော့တို့လည်းတစ်ခုကတို့တည်ထားဖို့ရတယ်ပြီးတော့တို့အုတ်ကူတွေဘုံချဲခံမှာတို့ကြောက်ဖို့ရတယ် foundation ကိုတိုင်းကဒီအာလာနီကိုလာရတယ်ဆိုတာကရှင်းလင်းပြောရင်တော့တက်ရဲ့သဘောတူညီချင်းနဲ့တက်ကလေးနဲ့ဘုံမချဲဘူးဆိုတာတိလို့တက်နဲ့သူတို့နဲ့ကြားမှာနောင်လာမဲ့လွတ်တော်ကြီးပေါ်လာရင်ညီနဲ့တိုင်ပြီးတော့ကိုကအုတ်ချုပ်ခွင့်ရဒီသားရဲ့ဥက္ကဋ္ဌကဖုန်ဒါရှင်းသူ့ဖုန်ဒါရှင်းရအမျိုးຫນွယ်တွေပဲဖြစ်လာလို့ရှိရဲဆိုတော့တက်တည်ပြရရောက်တယ်အဲ့ဒီချိန်တိုင်းတော့ခုနဖုန်ဒါရှင်းကိုအုပ်စုအောင်ပဲပြောင်းသွားမယ်အဲ ဒီကောလုံထီအောင်ပါပဲကောလုံထီအောင်ပြန်ပြီးလက်လွတ်ပေးမယ်တဘောလို့ကျွန်တော်တို့ခံမှန်းထားတယ်ဒါကျွန်တော်ခံမှန်းချက်ပါဒါပေမဲ့ဒါလေးကတပြေးပြေးချင်းပေါ့မယ်တဘောဒါလေးကဒါလာရှုနဲ့ပတ်သက်ပြောတာဆိုတော့ဆက်ဆက်ပြီးနောက်နေပြောတဲ့ကြံပါသေးဒီနေ့ဒီလောက်နေလာရှုရမယ်